ခရိယံဘာသာဝင်ကောင်းလေးတယောက်ဗုဒ္ဓဘာသာထဲကိုကူးပြောင်းလာတာမြင်လိုက်တယ်ဝမ်းမသာဘူးလားဆရာတော်တဲ့ဝမ်းလဲမသာပါဘူးဝမ်းလဲမနေပါဘူးเนาะဘာကြောင့်လဲဆိုရင်အရိယာမဖြစ်သေးတဲ့၍ဥစဉ်တို့ပုထုဇဉ်တွေရဲ့တရားတရားဟာမမြဲလို့ပဲဖြစ်ပါတယ်အခုကြီးညိုတဲ့စိတ်ဖြစ်နေပြီမဲ့အဲ့ဒီကြီးညိုတဲ့စိတ်ကတော်ကြာပြက်ချင်ပြတ်သွားတာပါ ကြည်ညိုတဲ့စိတ်ပေါ်ပေါက်နေတဲ့အချိန်ဗုဒ္ဓဘာသာတဲ့ဝင်ရောက်လာပြီးကြည်ညိုတဲ့စိတ်ပြတ်သွားတဲ့အချိန်မှာတော့ဗုဒ္ဓဘာသာတဲ့ကပြန်ထွက်သွားနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီအပေါ်မှာဝမ်းသာခြင်းဝမ်းနေခြင်းမရှိပါဘူးနော်။ဗုဒ္ဓဘာသာဆိုတာကအရေးအတွက်ကိုဦးစားပေးတဲ့ဘာသာမဟုတ်ပါဘူး။အတိညာနဲ့စရဏကိုဦးစားပေးတဲ့ဘာသာဖြစ်ပါတယ်။ကိုယ်ွယ်သူအရေးအတွက်ဘလောက်ပဲများနေပါစေ ဗုဒ္ဓရဲ့အဆုံးအမအသိဉာဏ်တွေနဲ့သရဏတရားတွေမရှိဘူးဆိုရင်တော့ဝမ်းနည်းစရာပဲဖြစ်ပါတယ်။ကိုယ်ွယ်တဲ့သူဘလောက်ပဲနင်းနေပါစေဗုဒ္ဓရဲ့အဆုံးအမအသိဉာဏ်တွေကိန်းပြီးသရဏတွေရှိနေမယ်ဆိုရင်တော့ဝမ်းသာစရာပဲဖြစ်ပါတယ်နော်။ဒါကြောင့်ဝမ်းသာတဲ့ဝမ်းသာထိုက်တဲ့အရာကိုပဲဝမ်းသာပါတယ်နော်။